မနုဿတ္တဘာဝဒုံလပလူအဖြစ်ဟာအလွင်မတန်ရခဲ့တယ်လို့ဆိုကြတယ်လူဦးရေတွေတိုးပွားပြီးတော့လူဦးရေတွေများပြားနေတဲ့ခင်ကြီးတဲမှာလူအဖြစ်ဆိုတာလွဲနေတယ်လို့ထင်စရာပဲဒါပေမဲ့သိထားရမှာကအဋ္ဌာနဋ္ဌံမနတိဇာနာတိတိမနုဿောဆိုတဲ့အတိုင်းအကြောင်းအကျိုးအကောင်းအဆိုးတွေကို ခွဲခြားသိမြင်နိုင်တဲ့လူအဖြစ်ကိုသာရခဲ့တယ်လို့ဆိုရမယ်။အဲ့ဒီလိုအကြောင်းအကျိုးအဆိုးအပြစ်တွေကိုခွဲခြားသိနိုင်တဲ့လူဖြစ်မှလဲလူဖြစ်ရကျွတ်နတ်မှာပေါ့ဒါကြောင့်အကြောင်းအကျိုးအကောင်းဆိုးတွေကိုခွဲခြားသိနိုင်တဲ့လူဖြစ်အောင်ကြိုးစားကြပါလို့ပထမ ပြောချင်ပါတယ်နံပါတ်1က အာရောက်ကြဗရမလာပါတဲ့။ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ရရှိနေခြင်းဟာလဲအလွန်ကောင်းတဲ့လက်တပါလို့ဆိုပေမဲ့ဘလောက်ပဲကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကြီးကိုယ်ရနေရနေဒီခန္ဓာကိုယ်ကြီးနဲ့မကောင်းတာတွေလို့မကောင်းတာတွေပဲပြော မကောင်းတာတွေပဲကြံစီစိတ်ကူးနေမယ်ဆိုရင်ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကြီးရနေလေအလကားပါပဲကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ကောင်းတာတွေလို့ကောင်းတာတွေပြော ကောင်းတာတွေကြားနေတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေမှသာကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ရနေခြင်းဟာလက်တပါဖြစ်မှာမဟုတ်လားဒါကြောင့် ဒီခန္ဓာကိုယ်ကြီးနဲ့လည်းကောင်းတာတွေပဲလုပ်နိုင်အောင် ကောင်းတာတွေပဲပြောနိုင်အောင် ကောင်းတာတွေပဲကြံစည်နိုင်အောင်ကြိုးစားကြပါလို့ပြောချင်တယ်။နံပါတ်3သာသနာတော်ကြီးနဲ့တွေ့ကြုံနေရတာဖရာအဆုံးအမတွေကိုကြားနာနေရတာတွေဟာတန်ဖိုးသိရှိတာပဲသိပြီးတော့လူဖြစ်ရကျိုးနတ်တာပဲလို့ဆိုပေမဲ့လေဘဝမှာတရားတွေကိုလည်းမသိတရားတွေလည်းမရှိပဲနဲ့ အကုသူတွေနဲ့ဆင်းဆင်းငြင်းငြင်းမငြိမ်းမချမ်းနေနေရတာဆိုရင်လေဘုရားသာသနာနဲ့တွေ့ကြုံရကြိုးနတ်တယ်လို့ပြောဆိုနိုင်မယ်မဟုတ်ဘူး။ဒါကြောင့်သာသနာတော်နဲ့တွေ့ကြုံရကြိုးနတ်အောင်ဆင်းရဲတာတွေဆင်းရဲရတဲ့အကြောင်းတွေဆင်းရဲချုပ်ငြိမ်းတာတွေဆင်းရဲချုပ်ငြိမ်းမှုအကျင့်နေဆိုတဲ့သစ္စာလေးပါးတရားတွေကိုသိအောင်လုပ်ပြီးတော့တရားတွေရအောင် ကြင်ကြာအားထုတ်နိုင်ဖို့လေလိုအပ်တယ်။ နံပါတ်၄လူဖြစ်လာတဲ့အခါဘဝမှာအသက်ရှိရှိနေရတာလဲတန်ဖိုးရှိတယ်အသက်ရှိရှိနေရတာလဲကောင်းတယ်လို့ဆိုကြပြီမဲ့ဘာတရားမှမသိဘာအကျင့်မှမကောင်းနေ့စဉ်နဲ့အမျှဆင်းရဲဒုက္ခအပေါင်းနဲ့အသက်ရှင်သန်နေရတာဆိုရင်လေဘဝမှာအသက်ရှိရှိနေရပြီမဲ့အသက်ရှိရာကျိုးနတ်တယ်လို့မဆိုနိုင်ဘူး ဝကိုငြိမ်းချမ်းစေတဲ့တရားတွေကိုသိဤပြီးတော့ငြိမ်းချမ်းစေတဲ့အကျင့်တွေကိုကျင့်လို့ဘဝကိုငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနေရမှသာလူဘဝမှာအသက်ရှိရှိနေရကျိုးကနတ်တယ်လို့ဆိုနိုင်မယ်။ဒါကြောင့်အသက်ရှိရကျိုးနတ်အောင်ဘဝကိုတရားဓမ္မအပိတွေနဲ့ငြိမ်းချမ်းအောင်ကြိုးစားအားထုတ်ရင်းဖြတ်သန်းနိုင်အောင်ကြိုးစားကြပါလို့လည်းပြောချင်တယ်။နံပါတ်5 လူရဲလို့ဖြစ်လာတဲ့ဘဝမှာစင်စင်ငယ်ငယ်မပြည့်မစုံမချမ်းမသာနဲ့နေရတာလဲမကောင်းပါဘူး။ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေရတာကသာကောင်းတယ်လို့ဆိုပေမဲ့လည်းအဲ့ဒါလို့ချမ်းချမ်းသာသာ နေနိုင်ဖို့ကိုယ်ကိုယ်ချင်းတရားတွေနဲ့ကိုယ်ကြားမာရေးတွေနဲ့လဲလဲပြီးတော့ယူနေရတာဆိုရင်လေအဲ့ဒီချမ်းသာ ပြည့်စုံကြွယ်ဝမှုဟာကောင်းတဲ့ချမ်းသာ ပြည့်စုံ ကြွယ်ဝမှုမဟုတ်ဘူး ကျမ်းမာရေးလည်းမထီကကိုကျင်တရားလည်းမပျက်စီးပဲနဲ့ပြည်စုံချမ်းသာကြွယ်ဝမှုကသာကောင်းမြတ်တဲ့ပြည်စုံကြွယ်ဝချမ်းသာမှုလို့ဆိုရမယ်။ဒါကြောင့်ကိုကျမ်းမာရေးကိုကိုကျင်တရားနဲ့ပြည်စုံကြွယ်ဝမှုကိုမလဲမိပါစေနဲ့လို့လည်းပြောချင်ပါတယ်။ဒါကြောင့်ဤကုန်းချုပ်ပြောရရင်တခုရဖို့တခုရင်းရတဲ့သဘာဝတရားမှာကိုရနေတဲ့ရရှိမှုဟာ ကိုကျင်တရားတွေကြားမာရည်တွေနဲ့လဲယူခဲ့ရတာလဲယူနေရတာဆိုရင်မကောင်းဘူးလို့သိမြင်စေချင်ပါတယ်။ဒါကြောင့်ဤကုန်းကျုပ်အနေနဲ့ပြောရရင်တအကြောင်းအကျိုးအကောင်းအဆိုးကိုသိမှလူဖြစ်ရယူနတ်မှမို့လူဖြစ်ရယူနတ်အောင်အကြောင်းအကျိုးအကောင်းအဆိုးတွေကိုသိအောင်ကြိုးစားနေထိုင်ပါ။နေ့ မကောင်းတာတွေလို့မကောင်းတာတွေပြောမကောင်းတာတွေပဲကြံစည်းနေရင်ဒီခန္ဓာကိုယ်ကြီးကကြမ်းမာနေရင်လေကြမ်းမာရာကျိုးနှက်မှာမဟုတ်လို့ဒီခန္ဓာကိုယ်ကြီးကြမ်းမာရာကျိုးနှက်အောင်ကောင်းတာတွေလုပ်ပါကောင်းတာတွေကိုပြောပါကောင်းတာတွေပဲကြံစီပါနံပါတ်3တရားတွေသိတရားတွေကိန်းပြီးတော့ဘဝမှာငြိမ်းချမ်းနေမှသာသနာတော်နဲ့တွေ့ကြုံရာကျိုးနှက်မှာမို့ ာသနာတော်နဲ့တွေ့ကြုံရကြို့နှက်အောင်ဆင်းရဲခြင်းဆင်းရဲကြောင်းဆင်းရဲချုပ်ရာဆင်းရဲချုပ်ကြောင်းတရားတွေကိုသိအောင်လုပ်ပါ ရအောင်အားထုတ်ပါဘဝကိုဓမ္မအတိနဲ့ငြိမ်းချမ်းအောင်နေထိုင်ပါနံပါတ်၄အသက်ရှိရှိနေရပေမဲ့လည်းတရားလည်းမသိ အသည့်သည့်ပညာလည်းမရှိရင်အသက်ရှည်ရကျိုးနတ်မှာမဟုတ်လို့အသက်ရှည်ရှည်နေရကျိုးနတ်အောင်တရားတွေသည့်အကျင့်တွေကောင်းပြီးတော့ငြိမ်ငြိမ်ချမ်းချမ်းနဲ့နေနိုင်ရှင်းသားနိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်။နံပါတ်5ဘယ်လိုပြည့်စုံကြွယ်ဝမှုကိုမှကိုယ်ကျမ်းမာရေးနဲ့ကိုယ်ကိုခြင်းတရားနဲ့လဲလှယ်ပြီးမယူမိအောင်လည်းပဲကြိုးစားအားထုတ်နေထိုင်ပါလို့ပြောကြရင်းနဲ့ မိကုံချုပ်ချင်ပါတယ်အာလုံးအာလုံးအနေကောင်းအပြောကောင်းအကြံကောင်းများနဲ့ပြည့်စုံနိုင်သူများဖြစ်ကြပါစေ